တရက်ကစောက်ခဲ့တဲ့ MSN မြန်မာစီဇန်1ရဲ့ပလီးရင်ပွဲချိန်မှာ2024တခုလုံးမြန်မာကိုစားပြုဖြစ်ခဲ့တဲ့ International ပွဲတွေထွက်ဆော့ခဲ့ရတဲ့ Falcon Esports ကတော့ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပြီပဲဖြစ်ပါတယ်။ Falcon အနေနဲ့အခုလိုအရေးကြီးတဲ့ပွဲချိန်တွေမှာသူတို့ရဲ့ Goal Line နဲ့ Banner မပါဝင်နိုင်တာကလည်းအားလည်းချက်တစ်ခုလို့ပြောမယ်ဆိုလည်းမမှားဘူး။ပြီးတော့ AI Esports နဲ့ဆော့ခဲ့တဲ့ပွဲရဲ့ Game 3မှာဆိုရင် Falcon ဘက်က Draft Pick မှာလည်း Decision တွေမှားယွင်းခဲ့တာ အခုလို့သူတို့ရဲ့ second line up ကဂိုးလိန်နာက main line up နဲ့အသားမကျသေးတာရော draft pick အလွယ်လုံးမိတာတွေရောဆိုတဲ့အမားတွေကြောင့်ပဲ favor အနေနဲ့ AI ကို3-1ဆိုတဲ့ရလဒ်နဲ့အရှုံးပေးခဲ့ရပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ video မှာတော့ game 3မှာ favor e-sport အနေနဲ့ဘလို့အမားတွေလုံးမိခဲ့ပြီးတော့ရှုံးနေခဲ့လဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဒီ video လေးကိုစုံးအောင်ကြည့်လိုက်ကြနော် ။အရင်ဆုံး Game 3ရဲ့ Draft Pick မှာဆိုရင် AI Esports ဘက်က Lucas လိုမျိုး Jury Bet Genera နဲ့ Glue တို့ Chip တို့လို Initiator တွေပစ်ထားပြီးတော့ Early Game Granger နဲ့ထွက်လာတာကသူတို့အနေနဲ့ဒီပွဲကို Aggressive ဆန်ဆန်ဆော့ပြီးနိုင်ပွဲကိုတေချာပေါက်ယူမဲ့ပုံစံမျိုးပြ။ဒါပေမဲ့ Fagon ဘက်က Game 1နဲ့ Game 2နှစ်ပွဲလုံးမှာ Elite ရဲ့ဝဝံကဖဲကွန်ကိုကောင်းကောင်းကြီးဒုက္ခပေးသွားတဲ့အထဲမှာပါတယ်။အဲဒါကြောင့်မလို့ဖဲကွန်အနေနဲ့ Elite ကိုဝဝံပေးရမယ့်အစား သူတို့ပဲအရင်ဦးအောင်ယူထားလိုက်တာဗျ။ပြီးတော့သူတို့ရဲ့ဂျန်ဂလာကလည်း Xbox လိုမျိုးဂျူရီပဲဂျန်ဂလာဖြစ်နေပြီးတော့ဂျန်တဲ့ဂရောဂါဂါတို့ခါလီယာတို့စီကလည်းအဲ့လောက် damage အများကြီးမျောလင်းလို့မရဘူး။အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီ။စဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NLive Wines လို့ရှာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်အောင် ပြောရရင်သူတို့တစ်ဒင်းလုံးရဲ့ damage ကဝဝအပေါ်မှာပဲမူတည်နေတာဗျ။အဲ့ဒီအချက်ကိုသိနေတဲ့ AI Sport ဘက်ကလည်းဝဝကိုပဲအိမ်တော့မှာဒီမှာဆိုရင်ဝဝအနေနဲ့ Go Crab မှာ Inspire ကြီးဖွင့်ပြီးတက်ပြဲနေတာကနေ Granja ရဲ့ damage တွေဝင်သွားတော့သူ့မှာလည်းတွေးကနေနေတာဗျ။အဲ့ချိန် chip ကလည်းရောက်လာတော့သူ့အနေနဲ့ Fast Blood Damage လိုက်ရတယ်။ပြီးတော့ဒီ first starter မှာ Falcon ဘက်ကသာ damage လုံးကနေ AI ဘက်ကတောင်အကုန်ပြန်ကြာသွားနိုင်တယ်ဗျ။ ကရောကာကာရဲ့ ultimate တွေရော Xbox AD တွေရောအကုန်ထိတာတော့မှ damage မလောက်ပဲ chip ပြက်ပေါ်တင်နဲ့ Granger ကဗနီလာဆိုင်သွားတာဆိုတော့ Falcon ဘက်ကပဲ HeroG 3ကိုပြန်ပေးလိုက်ရတယ်။အဲ့ဒါတော့မှ11ကသွားစီရာရှိတာမသွားပဲခြုံထဲကပြန်ချောင်းနေတာကဟိုဘက်က3ရောက်လောက်ဆင်းလာတာဆိုတော့သူက HeroG ထပ်ပေးလိုက်ရတယ်ဗျ။အခုလိုအာလီမာတဲ့ကဂိုးလိန်တာကဟီရိုကီးတွေပေးထားရတော့တဖက်ကကီးတွေရထားတဲ့ဂရန်ဂျာနဲ့ရှင်တော်တော်လေးနေသွားပြီလို့ပြောလို့ရတယ် ပြီးတော့ first law တွေ second law တွေကိုလည်းဖယ်ကွန်ဘက်ကလာမလူတော့ဘဲနဲ့ဝမ်ဝမ်ကို farming space ပြီးလိုက်တာကသူတို့ကိုလိန်လင်းတွေပါနှိမ်သွားစေပြီးတော့အตาကြီးရနေတဲ့ AI ကတော့နောက်ဆုံး law ပဲမှာဝမ်ဝမ်ရဲ့ ultimate ကို winner crown တွေနဲ့လလပပကောင်တာပြီးတော့ gain four ကိုအနိုင်ရရှိသွားခဲ့ပါတယ်ဒီ video လေးကတော့ဒီလောက်ပါပဲ video လေးကိုကြိုက်နေတဲ့ပဲဆိုရင်တော့ like and share လေးလုပ်ခဲလို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်